ဲ့ဒီမှာဥပစီယာဥပမာပြောဒီ point ကဘယ်ရဆရာ reference လောက်လဲဆိုကမ္ဘာနံပါတ်1 tone လို့ပြန်ပြောဒီ business mastery မှာတင်ပြီးအရင်ကောင်းနော် business mastery မှာတင်တယ်အဲ့တော့ तू ကဒါဆရုလူတိုင်းလူတိုင်းသုံးတင်တဲ့ point နော်ကိုယ့်ရဲ့လုပ်ငန်းကြီးရောင်းဝတ်တဲ့ရှင်ဖြစ်စေ customer များဖို့ဖြစ်စေ sales ဘောလုံးတက်ဖို့ဖြစ်စေဥပမာလေးတစ်ခု तू ကပြတာဥပမာကြည့်နောက်မှာကိုအောင်မြင်တဲ့ရောင်းဝယ် customer service ပေးတဲ့နေရာမှာတော့ဒီ formula အတိုင်းလုပ်လို့ကြည်ပါလေ နံပါတ်1က customer ကြည့်ဒီမှာ customer ဘယ်နှစ်ယောက်လဲ100ယောက်ဈေးပေါ်ကဘယ်လောက်ဒေါ်လာဘယ်လောက်တစ်ထောင်တစ်ကျင်းဝယ်မယ်ဘယ်လောက်ရဒေါ်လာတစ်ထောင်ဒေါ်လာဘယ်လောက်ရတစ်ထောင်တယောက်ကိုတစ်ထောင်100ယောက်လာဘယ်လောက်တစ်ထောင်တစ်ကျင်းတစ်ထောင်ရโอเคအဲ့တော့မင်းနည်းနည်းမြန်ကြည့်လိုက်တယ်အဲ့တော့တစ်နေ့လုံးမှာမှာကွာတဲ့တစ်ကျင်းဝယ်မယ်အစားနှစ်ကျင်းဝယ်အောင်လုပ်လိုက်ဘယ်နှစ်ကျင်းနှစ်ကျင်းဝယ်အောင်လုပ်ဒါပေမဲ့မင်း customer ကိုလည်းဒီတစ်မျိုးတည်းတော့မရောင်းနဲ့မင်းနည်းနည်းနှစ်မျိုးလောက်ကိုနှစ်ဆတင်ရောင်း customer ဘယ်နှစ်ယောက်ဖြစ်20 ဈေးပေါ်တော့ကလည်းမင်းဒီဈေးပေါ်တော့အတိုင်းပဲမြောင်းတယ် high quality product နည်းနည်းလေးထပ်ထုတ်လိုက်မအဖဲလို့မင်းဖုန်းကြီးပဲမထုတ်နဲ့မင်းဘာလေးပါတွဲရအောင် iOS လေးပါတွဲရအောင်မယ်နာရီလေးပါနောက်တဲ့ဒေါ်လာတစ်ထောင်ရောင်းလိုက်ဖုန်းဝယ်တဲ့သူကဘာပါဝယ်မလဲနာရီဟုတ်တယ်နော်ဆိုလိုချင်တာအဲ့တော့အဲ့ဒီလိုလေးတွဲရောင်းကြည့်လိုက်တယ်ဟိုတယောက်ကတစ်ချိန်နဲ့ဝယ်မယ်ဒီလိုဘယ်နှချိန်လာဝယ်ရနာရီတစ်ခါဖုန်းတစ်ခါဘယ်နှချိန်ဝယ်နှစ်ချိန်မြောက်ကြည့်လိုက်လူလည်း20မြို့တစ်မြို့နိုင်ငံတစ်ခုကိုတွဲရောင်းလိုက်20 ဒီဘက်ကနှစ်ချိန်အဲဟိုဟာနဲ့ကြာတော့ဒေါ်လာ1000ပြောက်ဘယ်လောက်ဘယ်လောက်ရအောင်အေးအဲ့ဒါဟုတ်ပြီဒေါ်လာဘယ်လောက်ရ၄000ဘယ်နဲ့စား၄000တောင်းရနေ၄000ဒီမှာဆိုတော့အဲ့ဒီအဲ့ဒီလုံမြောက်အစားပေါင်းများစွာပေါ့နောက်ကဘာမှာဆိုတော့စီးပေါ်လုံးတက်ဖို့လဲစမ်းသာကြကတ်စတမာတိုးဖို့လဲစမ်းသာကြ frequency များများလောက်ကိုလဲစမ်းသာကြဆရာအဲ့တော့တချို့စက်ယုံကြီးတွေမှာအကြံပေးရင်ဒီကောင်တို့ခိုင်းလိုက်ဥပမာဟိုနှစ်က ဇတို့မီးတွေမမှန်ဘူးထောက်တယ်ရပို့ပြီးတော့မှာပါဖြစ်လာတယ်အော်ဒါတွေပို့တက်လာတယ်အဲ့တော့ဆက်ယုံနေအားလုံးကပို့အလုပ်လုပ်ပေးရဝန်ထမ်းကလည်းခေါ်လို့မရအောင်အဲ့တော့ဆယ်ကဘာကြံပေးရလဲဆိုရင်ဥက္ကဋ္ဌကြီးတို့သုံးဆိုင်အောင်လုပ်ကြည့်ပါလားနေဆိုင်ရယ်ညနေပြက်ဆိုင်ရယ်ညဘက်လည်းထုတ်မယ်ဗျာသုံးဆိုင်အောင်လုပ်ကြည့်လိုက်ပါလားဘောဆို product တွေတက်တော့ဒီဆက်ယုံနေလို့ဟုတ်တယ်နော်ဒီလူပဲအဲ့ဒါကိုတော့အရှိတ်ပနဲ့ရှစ်ပြောင်းလိုက်အောင်ရှစ်ပြောင်းလိုက် ီ frequency ကိုသုံးစတင်လိုက်ရင်လည်း product ကဝေါ်ဆိုတက်သွားအတူတူပဲလေးတည်နေပဲကဘာမှအဲ့ဒီလိုလုပ်အဲ့တော့ဒီ frequency ကိုမြန်မြန်ဖြစ်အောင်လုပ် frequency ကိုမြန်မြန်တက်အောင်လုပ်ပြီးရင် customer ရေတော့ကိုမြန်မြန်တို့ပြီးရင်လည်းခုနပြောတဲ့ product line မြန်မြန်တို့အဲ့တော့ app ရ eight ဆွဲကြီးသုံးတယ်လေဖုန်းထုတ်တယ် i'm west ထုတ်တယ်ဘာထုတ်လဲ eight computer ဘာထပ်လို့မတော် computer လောက်ကပါယူလာ app ဆိုတော့ဖုန်းလောက်ကပဲယူလာတာအဲ့တော့ဘာပါလာလဲမဟုတ်ပါယူ ဟုတ်ပြီနော်အဲ့တော့ဗနက်ဆာရောက်သွားလဲဒေါ်လာဗနက်ဆာ3000ယူဟုတ်တယ်တယောက်ရှိရဒေါ်လာ3000အဲ့တော့ frequency က3ချိန်တူသားဝဲရပြီးရင်ဟုတ်တယ်ရမလားငါတို့နိုင်ငံပေါင်း3ခုလောက်ကိုတင်အောင်ပြီးပြီကဘာကျော်သွားတယ်ဆိုတော့ဒီ formula လက်ပြကောင်းဟုတ်ပြီနော်အဲ့တော့ customer ကိုမင်းတို့တို့ကြည့်မယ်ဘာတို့ရမလဲ customer တို့မယ်ပြီးရင်ဘာတို့မလဲ sale ပေါ်တော့ product ကိုတို့မယ်ဘော်လုံးတွေတို့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 ရအောင်ကိုဖောက်တယ်ရှိပါဘော်လုံးတို့တို့ရအောင်ပြီးရင်ဘာကိုတို့ရအောင်အချိန်အချိန်ရွတ် တခြင်းလာဝဲမဲ့သူနောက်တခြင်းလာဝဲအောင်လုပ်ဖုံးမဲ့ဝဲမဲ့သူနောက်တခြင်းလာဝဲအောင်မပုတ်ပါရှိတယ်ကျွန်တော်တို့မပုတ်ပါထုတ်နေပြီโอเคနှစ်ချိန်နောက်ဆုံး I'm west ပါထုတ်မယ်၃ချိန်ဒါပဲအဲ့ဒီလိုနဲ့ customer လည်းပါဖြစ်တယ်မြို့တွေမြို့တွေတို့ရအောင်ရန်ကုန်မန္တလေးတို့ရအောင်ပြီးရင်ဆေးဘုံလုံးကလည်းတက်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 ရောင်းသွားတဲ့အတွက် app ကဘာကျော်ကဘာနံပါတ်1တန်ဖိုးကြီးဆုံးဆိုတော့ဒီ formula